Miss Grand International 2024ရဲ့ခရောင်းကိုပြန်လည်သိမ်းယူခြင်းခံလိုက်ရတယ်။အိန္ဒိယအလှမဲရီချေကူတာမင်္ဂလာပါပရိသတ်ကြီးရှင် Miss Grand International 2024 Winner ဆုရှင်ဖြစ်တဲ့အိန္ဒိယအလှမဲရီချေကူတာဟာစီကံချိုးပေါမှုတွေကြောင့် Miss Title ရုပ်သိမ်းခံလိုက်ရတာဖြစ်ပြီးတရက်ဖူကို730အတွင်းပြန်လာအဖို့အတွက် Miss Grand International ရဲ့ပိုင်ရှင်ဖြစ်သူ Mr. Network ကဒီကနေ့မှစထုတ်ခဲ့ပါတယ်။ Miss Grand International ရဲ့ organization မှာ Miss Grand International 2024အဖြစ်အိန္ဒိယအလှမယ် Rachel Gupta ကိုရွေးချယ်ခဲ့တာဖြစ်ပြီးဒီကနေ့မှာတော့အဆိုပါပွဲကိုချက်ချင်းရက်စဲကြောင်းကြေညာလိုက်ပါတယ်။ဤဆုံးဖြတ်ချက်သည်သူမ၏တာဝန်များကိုခြေပုံရန်ပြက်ကွက်ခြင်းအဖွဲ့အစည်း၏ကြိုတင်ခွင့်ပြုချက်မရှိပဲပြပ project များမှာပါဝင်လုပ်ကိုင်နေခြင်းနဲ့ Guatemala တို့အစီအစဉ်ထားသည့်ခီးစဉ်တွင်ပါဝင်ရန်ညှင်းဆိုခြင်းတို့ကြောင့်ဖြစ်သည်။ ရှားလန်အနေဖြင့်အဖွဲ့အစည်းသည်သူမ၏ယာတူးကိုချက်ချင်းအကျိုးသက်ရောက်မှုဖြင့်ပြန်လည်ရုပ်သိမ်းရန်ဆုံးဖြတ်ခဲ့သည်။အလမဲရီချေဂူပတာသည် Miss Grand International 2024နှင့်ဆက်ဆက်သောပွဲတစ်စိမ်းသို့မဟုတ်တရဖူကိုဝစ်ဆင်ခွင့်မရှိတော့ပါ။တရဖူကို MGI ရုံးချုပ်သို့ဤအကြောင်းကြားစာထုတ်သည့်နေ့မှာရပ်ပေါင်း30ရက်အတွင်းပြန်လည်ပေးအပ်ရန်ကျွန်ုပ်တို့တောင်းဆိုပါသည်ဟုဆိုကောင်း Miss Grand International Organization ကတရားဝင်စာထုတ်လိုက်တာပဲဖြစ်ပါသည်။ အိန္ဒိယအလှမယ်ရီချယ်ဂူတာကလည်းဒီသတင်းကိုမျှဝေလိုက်ရတဲ့အတွက်စိတ်မကောင်းဖြစ်မိပါတယ်။ Miss Grand International 2024အဖြစ်ကနေနှုတ်ထွက်ပြီးတရဖူပြန်ပေးဖို့အတွက်ဆုံးဖြတ်ချက်ချခဲ့ပါတယ်။တရဖူဆောင်ရခြင်းဟာကျမဘဝရဲ့အမြတ်နိုးဆုံးအိမ်မက်တွေထဲကတစ်ခုဖြစ်ပြီးကျမဟာနိုင်ငံကိုကိုစားပြုပြီးတမိုင်းဝင်ခွင့်ရဖို့မျှော်လင့်ချက်တွေနဲ့ဂုဏ်ယူမှုအပြည့်ရှိခဲ့ပါတယ်။ ဒါပေမဲ့ကျမတရက်ဖူကိုရရှိခဲ့ပြီးနောက်ပိုင်းမှာဂတိချိုးဖောက်မှုအမျိုးမျိုးကိုကြုံတွေ့ခဲ့ရပြီး organization ရဲ့အဆုံးဖြတ်ချက်တွေအပေါ်မှာဆက်လက်ပြီးတော့တီးမခံနိုင်တော့ပါဒီဆုံးဖြတ်ချက်ကိုပပော့တတန်ဆုံးဖြတ်ခဲ့တာမဟုတ်ပါဘူးလာမယ့်ရက်တွေမှာဒီခက်ခဲကြမ်းတမ်းတဲ့ခရီးရဲ့နောက်ကွယ်ကအသေးစိတ်အချက်အလက်တွေကိုမျှဝေထားတဲ့ဗီဒီယိုအပြည့်စုံကိုထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ် ဆင်ရင်အမှန်ဖြင့် Rachel Gupta ဟုဆိုကသူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေ Rachel ကလည်းတရားဝင်ကြေညာလိုက်တာပဲဖြစ်ပါတယ် Miss Grand International 2024ရဲ့ဝင်းနာဆုကိုတော့အိန္ဒိယအလှမဲ Rachel Gupta ကရရှိခဲ့တာဖြစ်ပြီးအဆိုပါနှစ်ကမြန်မာနိုင်ငံကိုစားပြုအနေနဲ့တွားရောက်ရှင်ပြိုင်ခဲ့တဲ့အလှမဲသဲဆုငိမ့်ကတော့ Second Runner App ဆုနဲ့သာကျင်းပခဲ့ရပြီး Miss Grand International ပွဲဟာတရားမျှတမရှိဘူးဟုဆိုကအဆိုပါ Crown ကိုလည်းပြန်လည်ပေးအပ်ခဲ့တာပဲဖြစ်ပါတယ်။ အခုဆိုရင်တော့ဝင်းနာစုရှင်ဖြစ်တဲ့ retail ကိုတိုင်းကသူမရရှိခဲ့တဲ့ဝင်းနာစု crown ကြီးကို Miss Grand International ရဲ့ organization ထံသို့ပြန်လည်ပေးအပ်တော်မှာပဲဖြစ်ပါတယ်။